လာပါရှင်မန္တလေးခေတ္တ channel နဲ့ပြန်လည်ကြွဆွနာပါရှင်ကျမတို့ channel ကနေတော့ဆွေးနွေးသတင်းများကိုစားတင်တင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်ရန်ကုန်လေဆက်ကျွင်ညပိုင်းနေရပြတ်သက်မှုများကိုဒီဇင်ဘာလလောက်ကုန်ထိပြင်ပင်ထားရမယ်လို့သိရပါတယ်ရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်မှာညပိုင်းနေရပြတ်သက်မှုတွေကိုဒီဇင်ဘာလလောက်ကုန်ထိပြင်ထားတယ်လို့ MAI ကသတင်းထုတ်ပြန်ထားဖြစ်ပါရဲ့ ရှကလိုပိတ်ထားရတာဟာရန်ကုန်ပြည်ပဆိုင်ရာလေးစိတ် YNA လင်းပြင်းလန်းကြောင့်ပြည်ပနေတဲ့အတွက်ဖြစ်တယ်လို့ဆိုထားပါတယ်အောက်တိုဘာလ29ရက်မှစပြီးလေးစိတ်ကိုည7နာရီကနေမနေ့6နာရီအထိပြပြင်းဆက်ကနာဖြစ်ရာရင်ပိတ်ထားမှဖြစ်ပြီးဒီဇင်ဘာလ31ရက်နေ့အထိနလအကြာပိတ်ထားမယ်လို့သိရပါတယ် ခီးသည်များအနေနဲ့မိမိတို့ဝယ်ယူထားတဲ့ခီးစင်များအတွက်အစ်စ်ထမှတ်ပြောင်းလဲထားတဲ့ခီးစင်အချိန်များကိုလေရင်မထွက်ခွာမီပြန်လဲစစ်ဆေးကြဖို့နဲ့ traffic ခီးစင်များအတွက်တခြားလို့အတက်စစ်ဆေးမှုများပြုလုပ်ပေးထားဖို့ကိုလည်း MAI ကတတ်တွန်းချဖြစ်ပါရယ်ရန်ကုန်ပြည်ပဆိုင်ရာလေးစိတ် WMA လေးရင်ပြည်နယ်ကြောင့်ဖြစ်ပျက်နေတဲ့အတွက်အောက်တိုဘာလ29ရက်နေ့မှာစပြီး လေစိတ်ကိုညဆန္ဒနိုင်ကနေမနဲ့6နှစ်အတွင်းရှာရေးပိတ်ချမှာဖြစ်တယ်လို့လေရင်လက်မှအရောက်ဌာနရစီကနေတရှိရပါတယ်။ညပိုင်းလေရင်ပြန်တန်းခွဲပိတ်ထားခြင်းကိုအောက်တိုဘာလ29ရက်ညပိုင်းမှာစပြီးဒီဇင်ဘာလ31ရက်နေ့အထိအချိန်နှလုံးအကြာရရေးပိတ်ထားမှာဖြစ်တယ်လို့သိရပါတယ်။ ဟုတ်ပါတယ်လေရင်ပြည်လန်းချောင်းပြပြမမလို့ညဖက်ကိုလေရင်တွေပြန်တန်းခွဲပိတ်ထားတာပါဒါကြောင့်သူတို့ကန်တက်လိုက်တဲ့အချိန်မှာပြေးဆွဲဖို့ဆင်ဆင်ထားတဲ့လေရင်တွေကအချိန်ကိုရှစ်တိုးလိုက်တာရှိသလိုအနောက်ရွှေ့လိုက်တာမျိုးလည်းရှိပါတယ်ခီးသွားမဲ့သူတွေတေချာစုံစမ်းကြပါလို့ဒီတွင်ပြပလေရင်လက်မအရောက်ဌာနတစ်ခုမှာတောင်းဝန်ရှိတူတူကပြောဆိုထားပါတယ်ညပိုင်းကိုလေရင်ပြန်တန်းခွဲပယ်လိုက်တာကြောင့်လေရင်လိုင်းတွေကလည်းညဖက်ပြေးဆွဲမဲ့လေရင်လမ်းကြောင်း ကြီးစင်တွေကိုအခြေပြန်လဲပြေးဆွဲပေးဖို့ကြောင်းညာထားရှိသလိုညပိုင်းလေးရင်နဲ့ခီတော်ဖို့လက်မှတ်ဖြတ်ထားသူတွေအနေနဲ့ကြီးစင်အပြောင်းလဲတွေအတွက်တေချာဆုံးဆန်းမြန်မြန်ကြဖို့လဲပြောဆိုထားပါတယ်။ကျွန်တော်တို့စီညပိုင်းလေးရင်ခီစင်ဖြတ်ထားတဲ့သူကိုတော့ဖုန်းဆက်ပြီးပြောပြနေပါတယ်။တချို့ဖုန်းဆက်မရတဲ့သူလည်းရှိပါတယ်။အဲဒါကြောင့်လက်မှတ်ဝယ်ယူထားတဲ့သူတွေဖက်ကလည်းရက်နဲ့အချိန်ကိုစစ်ပြီးကိုလက်မှတ်ဝယ်ထားတဲ့စီကိုစုံစမ်းဖို့လိုပါတယ်။အခုကပြပခီစင်အတွက်ပဲတက်ရောက်ပါတယ်။ပြတွင် flight ကတော့ညဘက်မှာမရှိပါဘူးလို့ ခေရောလုံးငယ်နဲ့လေရင်နဲ့မအယောင်ဝဆောင်မှုလုံးငယ်လောက်ကန်တူတယောက်ကပြောဆိုချပါတယ်။ရန်ကုန်ပြည်ပဆိုင်လေးစိမ့်မှာလေရင်ပြည်နယ်ချောင်းပြည်ပနေရာချောင်းလေချောင်းခီစင်းတွေအချိန်ပြောင်းလဲပြည်ဆွေထားချောင်းကိုမြမမျိုးသားလေချောင်းလိုက် MAI ကလည်းဒီကနေ့အတိပေးထုတ်ပြန်ကြေညာထားတာဖြစ်ပါရယ်။ဆက်လက်ပြီးတော့ကတာမျိုးနဲ့ညောင်ချေတော့ကြေညာကိုစစ်တကလေရင်ပြည်ပုံကျဲချမှုပြည်သူငါးဦးတည်ဆုံခဲ့ပြီးဖုန်ချောင်းနဲ့ဘရဟိတာကပျက်စီး ဗန်းမမျိုးကိုလည်းစစ်တကလေးချောင်းတက်ခတ်နေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းကတားမြို့နယ်ရှိညောင်ချီတော်ကျေးရွာကိုအကြံပေးစစ်တကလေးဖြင့်ပုံကျက်တက်ခတ်မှုပြည်သူထိခိုက်မှုတေဆုံးရှိခဲ့ကြောင်းကတားမြို့နယ်ပြည်သူ့အချို့ရဲ့အဖွဲ့ကပြောဆိုထားပါတယ်။ဂျမနီအော်တိုဘလာ29ရက်နေ့ည7:25မိနစ်အချိန်ည7:44မိနစ်အချိန်နဲ့ည7:50မိနစ်အချိန်တို့တွင် ကသားမျိုးနဲ့ညောင်ချီရာများကိုအကျန်းပစ္စတကလေးရင်ဖြင့်သုံးချိန်ပုံကျက်တက်ခဲ့ကြအောင်ပုံကျက်ချမှုကြောင့်ညောင်ချီရာကြည်ရောင်မှာအသက်60နှစ်အရွယ်တကြီးရောအမျိုးသားတူနဲ့အမျိုးသမီးတူအသက်40နှစ်အရွယ်အမျိုးသမီးနှစ်ဦးအသက်30နှစ်အရွယ်ကလေးငယ်တူစုစုပေါင်း9ဦးတည်ဆုပ်ခဲ့ပြီးခနုပြင်းထရရရှိခဲ့ကြောင်းလည်းသိရပါဗျာ ။လေရင်ပြင်ဘုံကြချမှုကြောင့်ဖုန်ကြီးတောင်းဝင်းအတွင်းအပြင်ကြမယုံနဲ့ဂျူနာဘရိုက်တာကပြည့်စုံသွားခဲ့ပြီးဂျူရနေဆက်လက်လုပ်လေပြည့်စုံသွားခဲ့ကြောင်းသိရှိရပါတယ်။အလားတူဘမ်မမျိုးကိုလည်းအကျန်းဖစစ်တကဝိုင်းချွဲလေရင်ပြင်ဘုံလေးစစ်ကြောကျဲချတိုက်ခတ်သွားခဲ့ကြောင်းဒေတာနေပြည်သူများကရန်ကုန်ဒေသနဲ့ဌာနထပ်ပြောဆိုထားပါတယ်။အောက်တိုဘာလ29ရက်နေ့နဲ့ရှင်းနိုင်လေး7မိနစ်ခန့်တွင် အကျန်ဖစ်စတက်ကဖမ်းမမျိုးကိုဝိုင်းချွဲလျင်ဖြင့်ဘုံလေးစကြောချဲချတတ်ခဲ့ခြင်းဖြစ်ကြောင်းအကျန်ဖစ်စတက်ရဲ့ဘုံချဲတတ်ခတ်မှုအတွင်းဘီတူပိုင်နေအများနဲ့အဆောက်အုံများထိခိုက်ပျက်စီးခဲ့ရကြောင်းလည်းသိရပါဗျ။ချုပ်ပြင်းအော်တိုဘလာ26ရက်ကလည်း နာယကရွာဖယားကုန်းနဲ့ခမိုးနယ်ဆက်ဒေတာတိုင်းတာလူငယ်များဖွဖြူတိုးတက်ရေးတင်နန်းကျောင်းမှအကြံဖစ်စတဲ့နဲ့ SN အဖွဲ့ကဘန်ပေါင်းမြို့ပေါ်ကို120မမလက်နဲ့ကြေးတရုံများဖြစ်ပစ်ခတ်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်မြို့ပေါ်ရှိဌာနဆိုင်ရာဆော့အုံများနဲ့မိနောက်ပြက်စီခဲ့ရကြောင်းသိရှိရပါတယ်စကွင်တေကဘန်မောင်မြေပေါ်ကပြည်သူပိုင်နေရုံကိုလက်နေကြီးတုံးနဲ့ပြစ်ခတ်တိုက်ခတ်ပြီး မြို့ကိုဖျက်ဆီးလို့အာမရလို့လေရင်နဲ့ပါပုံချဲပြီးဖျက်ဆီးနေတာပါပြည်သူတွေကတော့အကုတ်သိန်းချောင်းနေတော့ထိခိုက်တဲ့သူတော့မရှိပါဘူးလို့ဒေတာနဲ့ပြည်သူတွေကပြောဆိုထားပါတယ်အဆိုပါဗမာမြို့ကိုကျောင်းရေးတပ်ဖွဲ့များကစက်တင်ဘာလ15ရက်တွင်ထုဆစ်စစ်တိုက်ခတ်ခဲ့ပြီးစက်တင်ဘာလ20ရက်တွင်အပိသက်တိုက်ခတ်သိမ်းပိုင်းခဲ့ကြောင်းလည်းသိရှိရပါတယ် ဆရယ်ပြီးတော့ကမ်ဘလုံမြို့နယ်စပယ်နန်တရွာပြူစောတိစစ်စီရဲကဲမှာစစ်သားနဲ့ပြူစောတိများကအသက်16နှစ်အရွယ်မှရွှန်ရွှန်လက်ကိုဟောက်စုဖန်မရင်းပြူချင်ပြီးမိရှုတပ်ဖြတ်ခဲ့တဲ့ဆိုတဲ့တဲ့ရင်ကို တင်ဆက်ပေးမှဖြစ်ပါရယ်စကိုင်းတိုင်းကမ်ဘလုံမြို့နယ်စပယ်နန်တရွာပြူစောတိစစ်စီရဲကဲမှာစစ်သားများကအသက်16နှစ်အရွယ်မှရွှန်ရွှန်လက်ကိုမရင်းပြူချင်ပြီးမိရှုတပ်ဖြတ်ခဲ့ကြောင်းကမ်ဘလုံခရိုင်အမတ်တုံးပြည်ရဲတရင်တဲ့ရင်၆နှစ်ရေးတာဝန်ခံကရန်ကုန်ခရိုင်တရင်ဌာနချက်လို့ပြောဆိုထားပါရယ် ်အော်တိုဘလာ29ရက်နေ့နဲ့နဲ့ကိုနိုင်ခန့်ကျွဲကောလင်းမြို့နယ်ပေကုန်းရွာနိုင်နေထိုင်ခဲ့တဲ့အသက်16နှစ်အရွယ်မှွှွှွှန်လက်နဲ့တငယ်ချင်းဖြစ်သူတို့အမျိုးသမီးတူဒီရွှေဘုံမျိုးပေါ်တို့အလုတ်သွားရောက်လောက်ကိုင်းရန်ဆိုင်ကဖြင့်လာရောက်စဉ်ကမ်ဘလူးမြို့နယ်စပယ်နန်းတန်ရွာပြစောတိစစီကေမစစ်သားများကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထို့သောဖန်စီခဲ့ပင်နာမွှွှွှွှန်လက်နဲ့တငယ်ချင်းဖြစ်သူတို့ကိုတနေရာစီခွဲပြီးချုံနောက်ခဲ့ပင်နာမွှွှွှွှန်လက်ကိုစစ်သားနဲ့ပြူစောချင်းများက အောက်စုပဲမရင်ဒီကျင်ကမင်းရှုတပ်ဖြတ်ချက်ကြောင့်ငါတို့ဖန်ဆင်းထားတဲ့မွှွှန်ွှန်လက်ရဲ့တငယ်ချင်းဖြစ်သူတို့အမျိုးသမီးဒီစစ်သားနဲ့ပြည်စောတင်များအစ်အတွင်းချက်ပြေလာတော့ကြောင့်လွန်မြလာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ကျတော့ချက်ပြေလွန်မြလာတဲ့အမျိုးသမီးကိုကင်ဘလူခရံတရင်တုံတခွေတုတ်ကကဲတနိုင်ခဲ့ပြီးနောက်အောက်တိုဘာလ29ရက်ညအတွင်းရှင်မိသားစုဝင်များထံသို့ပြန်လည်အနန္တပေးခဲ့ကြောင်းလည်းသိရှိရပါသည် သူတို့တို့ကိုစစ်ခွေတွေကဖမ်းဆီးပြီးတနရစီမှာချုပ်ထားတယ်လို့သိရပါဗျ။မွှွှန်ွှန်လက်ကိုတော့စစ်ခွေနဲ့ပြူခွေတွေကမရင်းပြူကျင်ပြီးမိရှုတပြက်ခဲ့ပါဗျ။သူတို့ကရှေဘုံမြို့ကိုအလုတ်သွားလုပ်ဖို့လာတာကိုစပယ်နန်းတရပြူစော်တိစစ်စေးကမှဖမ်းဆီးခံခဲ့ရတာ။မွှွှန်ွှန်လက်ကိုမရင်းပြူကျင်ပြီးတန်းပြီးတော့မိရှုတတမဆွေဆွေနဲ့ရတဲ့ငယ်ချင်းမျိုးသမီးကိုလည်းဖမ်းဆီးထားတော့ကငှက်ဆန္ဒကိုဖြစ်စီပေးပါလားဆိုပြီးဘျူဆိုတီတူကပြောဆိုနေတာတွေရှိတယ်လို့သိရပါဗျ။ သူတို့အလေးမှာပဲအထပ်ပြလာတော့အဲ့ဒီမျိုးသမီးကလွမြောက်ခဲ့ပါတယ်လို့ကက်ဘလူခရိုင်အမတ်3ပြည်ရတရင်6ရက်တောင်းဝန်ခံကပြောဆိုထားပါတယ်အဆိုပါပြူစောတီကက်တွေမရှွှန်ရှွှန်နဲ့တငယ်ချင်းဖြစ်သူတို့အမျိုးသမီးတို့စီးနင်းလာတဲ့ဆိုင်ကတစီနဲ့ဖုန်းနှလုံးကိုစစ်သားနဲ့ပြူစောတီများကလူရဲ့လူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်အလာတူအော်တိုဘလာ16နီနည်းနည်း9နာရီအချိန်ခန့်တို့ကလည်းကံဘလူမျိုးနဲ့ရွှေဘုံမြင့်ကျင်းလာတဲ့ပန်းရှင် စပယ်နန်တာပြူစော်တီအထိုင်းစခန်းမှာအချမ်းဖက်စတာများကကော်နေမြွနဲ့ညောင်ကုန်းကျေးရွာမှာတန့်ဆန်တဲ့ဖက်တော်ကထိန်ခရင်သွားတော်ဦးကျော်မြွနဲ့ဒေါ်အေးမဦးတို့လင်မယားတို့ကိုဖမ်းဆီးခဲ့ကြအောင်ရဲတို့ဖမ်းဆီးခဲ့ပြီးနောက်ဒေါ်အေးမဦးကိုမရင်းကျစ်တပြတ်ပြီးဒေါ်အေးမဦးဝစ်စင်ထားတဲ့ဆွဲသေးပါရွှေဆွဲကြိုးနှစ်ခုတကြပါရွှေအခဲတစ်ခု နဂတ်တစ်ခုနှစ်ကောက်တစ်ခုစုစုပေါင်းရွှေ၃ချက်သားနဲ့ငွေသား9သိန်းဖုန်၃လုံးဆိုင်ကယ်တစ်စီးတို့ကို လူယူခဲ့ကြောင်းလည်းသိရှိခဲ့ရပါတယ်။ကြားတဲ့ဆက်ပေးမှုကိုဒီမှာပဲကြားနာကိုပြပါရှင်။အပင်နာစင်မှုအတွေ့အကြုံတွေကျေးဇူးတင်ရှိပါတယ်ရှင်။